မင်္ဂလာပါ။ audio ပိုင်းစော်နိုင်မှကြိုဆိုပါတယ်။ယခုတစ်ခါမှာတော့မြန်မာ press photo agency ကနေတင်ထားတဲ့စကိုင်းပြည့်ပြည့်တလျှောက်ရှိတောင်ပိုင်းနဲ့မြောက်ပိုင်းဒေသများငလျင်ကြီးအနေရဲ့သတိပြုရန်လိုဆိုတဲ့အကြောင်းကိုဖတ်ပြပေးမှာဖြစ်ပါတယ်။နားဆင်ကြည့်ပါဦးခင်ဗျာ။မြန်မာ press photo agency စကိုင်းပြည့်ပြည့်တလျှောက်ရှိတောင်ပိုင်းနဲ့မြောက်ပိုင်းဒေသများငလျင်ကြီးအနေရဲ့သတိပြုရန်လိုစကိုင်းပြည့်ပြည့်တလျှောက်ရှိ တောင်ပိုင်းနဲ့မြောက်ပိုင်းဒေသများငလင်ကြီးအနေရဲ့သတိပြုရန်လိုအပ်ကြောင်းမြေငလင်ပညာရှင်ဒေါက်တာမျိုးတန်းကပြောပါသည်မြန်မာနိုင်ငံအဖျားပိုင်းကချင်ပြည်နယ်ပူတာအုံမြို့နီးမှမြန်မာနိုင်ငံတောင်ပိုင်းဗုဒ္ဓမပင်လယ်ခွေ့အထိမြောက်မှတောင်ထိပ်ရှိနေသည့်ဇကိုင်းပြည့်ရဲ့အပိုင်းများနဲ့အလဲပိုင်းဒေသဖြစ်သည့်မန္တလေးနှင့်ဇကိုင်းကိုဗဟုပြုပြီးတင်အားရက်ချတာစကေးခွန်ဒသမခွန်ဆင်းရှိ အလွန်ပြင်းငင်းသည် မလ28ရက်ကလှုပ်ခတ်ခဲ့သည်ဒုက္ခသို့လှုပ်ခတ်ခဲ့မှုကြောင့်အလဲပိုင်းဒေသတွင်ငလျင်ကြီးလှုပ်ခတ်နိုင်မှုမရှိတော့တော့လဲစကိုင်းပြည့်ရတလျှောက်ရှိ တောင်ပိုင်းနှင့်မြောက်ပိုင်းဒေသများတွင်ငလျင်ကြီးလှုပ်ခတ်နိုင်သည့်အခြေအနေများရှိနေသည့်အတွက်သတိပြုရန်ဒေါက်တာမျိုးတန်းကပြောကြားသည်စကိုင်းပြည့်ရတခုလည်းကြည့်မယ်ဆိုရင်တောင်း2012တပိတ်ချင်းငလျင် အခု2025ငလျင်ဒီပိုင်းတွင်ရလွဲရင် ကြံတဲ့အပိုင်းတွေကအနေနဲ့များလာတာပေါ့2012နဲ့2025ဆို73နှစ်အကြာပေါ့ဆက်လောက်တာဆိုတော့တောင်ဘက်ပိုင်းပဲခိုးချမ်းပေါ့မြောက်ဘက်ကတော့တကောင်းအင်းတော်ကြီးမြကြီးနာကာမိုင်းဘူတာအိုအဲ့ဒီဒေသတွေကငလင်ကြီးအနေရကိုသတိပြုသင့်တယ်ဒေါက်တာမျိုးတန်းကပြောကြားခဲ့ခြင်းဖြစ်ပါသည်ပြီးခဲ့သည့်မတ်28ရက်ကလှုပ်ခတ်ခဲ့သည့်ငလင်ကြောင့် သေဆုံးသူ3935ဦးဒဏ်ရာရရှိသူ9108ဦးနဲ့ပျောက်ဆုံးသူ128ကျောင်းထုတ်ပြန်ထားသည်ပြီးခဲ့တဲ့လကနှုတ်တဲ့ငလင်ကရန်ကုန်ကိုအပြားလေးခတ်သွားတောင်းအတော်ထိတ်လန့်ကုန်တာပကိုးမသာလှုပ်ခဲ့ရင်တော့မတွေးဝမှုလေဘလို့ဖြစ်ဖြစ်ငလင်ကလှုပ်အောင်မှာဆိုတော့သတိပေးချက်တွေငလင်လှုပ်ရင်ဆောင်းရံရှောင်းရံတွေကိုလေ့လာထားရမှာပေါ့ ရန်ကုန်မြို့တွင်နေထိုင်သည့်အသက်60အရွယ်အမျိုးသားတဦးကပြောခြင်းဖြစ်သည်မလအတွင်းကလောက်ကတ်ခဲ့သည့်အင်အားပြင်းငလင်းနောက်ဆက်တွဲဖြစ် register scale consent ရှိငလင်းကြီးတစ်ကြိမ်ပါဝင်ငလင်းအကြိမ်600ကျော်လောက်ကတ်ခဲ့ကြောင်း USGS ကထုတ်ပြန်ထားသည်1930တွင်စကိုင်းပြည့်ပြည့်မှလောက်ကတ်ခဲ့သည့်ဘကုံးငလင်းသည်အင်အား register scale ခွန်တက်သမ3ရှိခဲ့ပြီးဂျင်းငလင်းကြောင့်လူ 950သေဆုံးခဲ့ရသည်တောင်မပန်းကြည့်မယ်ဆို1930ဘကုန်းငလင်အပိုင်းပေါ့ဒီပိုင်းတွေကလည်းဘူမိဗေဒအချက်လက်တွေရတော့အတိတ်ကလှုပ်ပြီးတဲ့ငလင်အချက်လက်ရနှစ်တရာပတ်လည်လောက်ဆိုငလင်ကြီးပြန်လှုပ်လေရှိတယ်ဒီနေရာတွေကအနေရှိတယ်အခုလှုပ်ခတ်တဲ့ငလင်အပိုင်းကလွယ်ပြီးကြံတဲ့ငလင်ကြီးလှုပ်ခတ်ခဲ့တဲ့နေရာတွေကသတိထားရမယ် ဒေါက်တာမျိုးတန်းကပြောကြားခြင်းဖြစ်ပါသည်ငလင်လောက်ခတ်ပြီးနောက်နောက်ဆက်တွဲမြေငလင်များသည်အင်အား register scale ၅ကြော်နဲ့အင်အား register scale ၆ကြော်မှသာ နောက်ဆက်တွဲမြေငလင်များလောက်ခတ်နိုင်ပြီးအင်အားအနည်းငယ်သာလောက်ခတ်ခဲ့သည့်မြေငလင်များတွင်နောက်ဆက်တွဲမြေငလင်လောက်ခတ်မှုမရှိပေမြေငလင်လောက်ခတ်မှုသည်ကြောက်သားတို့နှစ်ချက်တစ်ခုနှင့်တစ်ခုတွန်းတိုက်မိရာမှတစ်ခုက အခြားတစ်ခုအောက်သို့ငိုရှိုးဝင်ရောက်ပြီးအပေါ်တစ်ခုသည်တွန်းတိုက်ခံရသည့်အတွက်တွန့်ခေါက်လာကအစိုးရတွန်းတိုက်သည့်နေရာတွင်အားများတစ်ဖြည်းဖြည်းစုစည်းလာပြီးစုစည်းမိသောအားများရုတ်တရက်ရုံးကန်၍ပြန့်ထွက်ပြီးမြေငလင်းလှုပ်ခတ်ခြင်းဖြစ်သည်မြန်မာနိုင်ငံအပြားပိုင်းကချင်ပြည်နယ်ပူတာအိုအနီးမှစတင်ခဲ့ပြီးမော်ဒမပင်လယ်ကွေ့ထိမြောက်မှတောင်တိပ်ရှိနေသည့်စကိုင်းပြည့်၍သည် အစိုးရဆုံးငလျင်ကျော်ကြီးတစ်ခုဖြစ်ပေသည်ထို့ပြင်စကိုင်းတိုင်းဒေသကြီးကလေးဝအနီးတောင်မြောက်တန်းလျက်တည်ရှိနေသည့်ကဘောပြည့်၍ပြုံးလင်အနီးမှစတင်ပြီးတောင်ကြီးမြို့နီးတောင်မြောက်တန်းလျက်တည်ရှိသည့်ကြောက်ကျမ်းပြည့်၍အရှေ့နောက်တန်းလျက်တည်ရှိနေသည့်မုံမိတ်ပြည့်၍များသည့်ငလျင်ကျော်ကြီးများဖြစ်ပေသည်ငလျင်ပြည့်၍အသေးများစွာရှိနေသောကြောင့်ငလျင်တန်းကိုမြန်မာနိုင်ငံ၏မြစ်တိဒေသတွင်မဆို့ အချိန်မရွေးခံစားရနိုင်သည်ငနေလှုပ်ခတ်ပါကအင်အားရစ်ချတာစကေးတက်မှလေးတက်မှကိုအထိလှုပ်ခတ်ပါက အနှဲငယ်လှုပ်ခတ်ခြင်းဖြစ်သည်ရစ်ချတာစကေးငားမှငားတက်မှကိုအထိလှုပ်ခတ်မှုသည်အင်အားအသင့်နှင့်ဖြင့်လှုပ်ခတ်ခြင်းဖြစ်ပြီးပျက်စီးမှုအနှဲငယ်ရှိနိုင်သည်ရစ်ချတာစကေး6မှ9တက်မှ5အထိလှုပ်ခတ်ပါကအင်အားဖြင့်အဆင့်တက်မှတ်ပြီး အပြည့်စည်းများက Richter scale 0.6နှင့်အထက်လှုပ်ခတ်သောငလျင်ကိုအားလွန်ပြင်းဖြင့်သတ်မှတ်ပါသည်။စာတီးကိုဆန်းနားဆင်ပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်။အားလုံးသောမြန်မာနိုင်ငံသားပေါင်းဘေးပြရီဘေးကွာကြပါစေဗျာ။